နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ဧပြီလ14ရက်တနင်္လာနေ့ ရောမဩဝါဒစာအခန်းကြီး1အခန်းငယ်8မှ18သင်တို့၏ယုံကြည်ခြင်းအရာသည်ညီတစ်ပြင်လုံး၌အနှံ့အပြားကြော်စောသည်ဖြစ်၍သင်တို့အကြောင်းကြောင့်ယေရှုခရစ်အားဖြင့်ငါ၏ဖျားသခင်ဂျေစုတော်ကို ရှေးဦးစွာငါချီးမွမ်း၏ငါသည်သင်တို့ကိုမချားမလတ်အောင်မြင်၍အစင်မပြတ်ဆုတောင်းပတ္ထနာပြုသည်ဟုတားတော်၏ဧဝံဂေလိတရားကို ဟောလျက်အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကားငါဆောင်ရွက်၍ ငါကိုးကွယ်သောဖရာသခင်သည်ငါဤတသက်ခံဖြစ်တော်မူ၏မကြာမမြင့်မီဖရာသခင်အလိုတော်အားဖြင့်အစဉ်သင့်၍သင်တို့ရှိရာသို့ငါလာရသောအခွင့်တစုံတစ်ခု ရှိပါမည်အကြောင်းဆုတောင်းပတ္ထနာပြု၏သင်တို့သည်မြဲမြံခံခဲ့မည်အကြောင်းငါသည်သင်တို့၌ဝိညာဉ်စုကြည်စုတစုံတစ်ခုကို အပ်ပေးခြင်းကသင်တို့ကိုအလွန်တွေ့မြင်ခြင်းပါ၏ထို့သောဆိုသောငါနှင့်သင်တို့သည်ယုံကြည်သောအားဖြင့် အချင်းချင်းအားရတတ်တာချင်းတို့ယောက်ျားမြင့်အချောင်းကို ဆိုလိုသည်ညီအကိုတို့ငါသည်အခြားသောတစ်ပါးအမျိုးသားတို့တွင်အကျိုးကိုရတဲ့ကဲ့သို့သင်တို့တွင်လည်းအကျိုးတစ်စုံတစ်ခုကိုရခြင်းကသင်တို့ရှိရာသို့တွားမည်ဟု အဖန်ဖန်အကျံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းကငါအလိုမရှိထို့သောအကျံရှိတော်လေယခုတိုင်အောင်မြစ်တာသော အကျံရှိ၏ဟေလတလူဖြစ်စေလူရိုင်းဖြစ်စေပညာရှိဖြစ်စေ ပညာမဲ့ဖြစ်စေလူအမျိုးမျိုးတို့ဤကြွေးသည်ငါ၌တင်လျက်ရှိ၏သို့ဖြစ်လျင်ငါတက်နိုင်သမျှအတိုင်းယောမမျိုးသားဖြစ်သောသင်တို့အားဧဝံဂေလိတရားကို ဟောခြင်းကစေရနာစိတ်ရှိ၏ငါသည်ခရစ်တော်ဤဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူ နောက်၌ဟေလသလူ ယုံကြည်သမျှသောသူအပေါင်းတို့ကိုကဲတင်စီသောဖျားသခင်၏တကူတော်ဖြစ်၏အဘယ်တို့ဖြစ်သည်ဟုမူကားဖြောက်မတ်သောသူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည်ဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌တည်သောဖျားသခင်၏ဖြောက်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့အလိုငါအေးဝန်ကလေးတရားအပြင်ထင်ရှားလျက်ရှိ၏ သည်ခရစ်တော်ဤဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိယောမဩဝါဒစာခန်းကြီးတငယ်36ဧဝံဂေလိတရားအရင်အမြင်များကို မျှဝေခြင်းချီကာဂိုမြို့လေတွင်ကျင်းပခဲ့သောခေါင်းဆောင်များအစီအဝေးကျင်းပရာနေရာနှင့်နေရာထိုင်ခင်းတို့သည် ကျွန်ုပ်တို့ထိုနေရာသို့ သွားရာလမ်းတွင် ကြုံတွေ့ခဲ့ရသောဆင်းရဲခြင်းကနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်၎င်း၌အခြေခံလိုအပ်ချက်ဖြစ်သည့်စားနပ်ရိက္ခာနှင့်အမိုးအကာများပင်မရှိသည့်လူများပါဝင်သည်ထို꿰ပြမှုများကမြို့နှင့်အခြားနေရာများတွင်အမှုတော်ဆောင်ရန်ကျွန်ုပ်တို့၏ယူပါယုံစီမံကိန်းရေးဆွဲရာတွင်ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့်ကယ်တင်ခြင်းတည်င်းတရားကိုဖြန့်ဝေရ၌ ဗျာရှင်ပြင်ဆင်ပေးသည့်အထောက်အကူဖြစ်သည့်အရာမှန်သမျှဧဝံဂေလိတရားအရင်အမြင်များကိုရယူက အလိုအဆုံးသောနေရာများရှိသို့ရောက်ရှိစေရဟုသည့်ပါဝင်သင့်သောလိုအပ်ချက်များကို ရှင်းလင်းစွာ ပြောဆိုနိုင်ရန်မာဇပေသည် ရှင်ဘောလူသည် သခင်ယေရှုကိုယုံကြည်သူယောမမြတ်သားများထံစာရေးသောအခါ၎င်းတို့ထံသူတွားကျင်သောဆန္ဒရှိတော်လေ မယဘူးသေးပါသင်တို့သည်မြဲမြံခိုင်ခက်မီအကြောင်းငါသည် သင်တို့၌ဝိညာဉ်စုကျေစုတစုံတစ်ခုကို အပ်ပေးခြင်းကသင်တို့ကိုအလွန်တွေ့မြင်ခြင်းပါ၏ထို့သောဆိုသောငါနှင့်သင်တို့သည်ယုံကြည်သောအဖြစ်အချင်းချင်းအာရတတခြင်းတို့ရောက်ကြမိအကြောင်းကို သူလူလာခဲ့သည်တမန်တော်ကြီးသည်သခင်ယေရှုအတွက်အသက်ရှင်ပြီး အခြားသူများကို အစေခံရန်ကြိုးစားသည့်အနေဖြင့်သူနည်းအခြားသူအတွက်အကျိုးရှိစေမိဆုကျေးဇူးဖလင်နိုင်ရေးကိုညှော်လင့်ခဲ့သည် ကျွန်တော်တို့ပိုင်ဆိုင်သောအရင်းမြစ်များတွင်ဖျားသခင်ပေးထားသောဝိညာဉ်စုကျေးဇူးများနှင့်ပစ္စည်းဥစ္စာများပါဝင်ပြီးရာလူများကိုတနာကယူနာဖြင့်ဧဝံဂေလိသတင်းစကားဟောပြောနိုင်ရေးကျွန်ုပ်တို့အားအသုံးပြုရန်ကိုရောကိုဝန်ခံခွင့်ပြုနိုင်ပါစေ။ ကျွန်တော်တို့အားဖျားသခင်ခွန်အားအစွမ်းပေးသည့်အတိုင် အခြားသူများကို အစေခံရင်ကျွန်တော်တို့ဤနှလုံးသားလက်နှင့်နှုတ်ခမ်းများကို ဖွင့်ကြပါစို့။ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကားထိုတရားသည်ယုံကြည်သမျှသောသူ အပေါင်းတို့ကိုကယ်တင်စေသောဖျားသခင်၏တကူတော်ဖြစ်၏ဆိုသည့်အတိုင်ကျွန်တော်တို့လည်းဤကဲ့သို့လှုပ်ဆောင်ကြပါစို့။ သင်ရရှိခဲ့သော ခွင့်လွှတ်ခြင်းဆိုင်ရာတည်ငောင်းကိုတင်မီတို့မျှဝေမိနီခရစ်တော်ဤမေတ္တာကို မျှဝေရင်အခြားသူတို့ဤရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုတင်ဒီမီတို့ဖြည့်ဆည်းနိုင်မီနီချစ်တော်သခင်ယေရှုခွင့်လွှတ်ခြင်းဆိုင်ရာတည်ငောင်းကိုမရှက်မကြောက်ဘဲမျှဝေနိုင်ရင်ဂျေဇုဖြစ်၍ ကျွန်ုပ်အားကုညီမဆတော်မူပါသခင်ရှုနာမ၌ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။